နိုင်ငံခြားခရီးသွားဖို့အတွက်အခက်အခဲဖြစ်နေတဲ့သူတွေပြည်ပကိုထွက်ခွာဖို့အတွက်ခရီးကိစ္စစီမံဆောင်ရွက်တဲ့အခါမှာကြာခဏပြည့်ရွေးနေတဲ့သူတွေခရီးဝေးသွားဖို့ကြံစီပြီးတော့ဆက်ဆက်ရအစဉ်ပြေချုံးမွေ့ခြင်းတဲ့သူတွေအတွက်ဒါမဲ့တရင်ကျော်လာပြည်နေဖြစ်တယ်6ရက်10လ2025ရက်နေ့မှာဒါခရီးကိစ္စအတွက်အထူးလှုပ်ဆောင်ပြီးတော့ဆန္ဒပြပွားစေတဲ့ရေရာနီလန်းကောင်းတစ်ခုကိုဒီနေ့ပြောကြားပြီးတော့မှာပဲဖြစ်ပါတယ် အဲ့တော့သတင်းကြော်လာပြီးနေ့ကတနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီရရာဒီတနင်္လာနေ့နဲ့လာပြီးနေ့နဲ့တိုက်ဆိုင်တဲ့အခါမှာလှုပ်ဆောင်လို့အထူးတင့်မြတ်တဲ့ရရာနီလန်တစ်ခုဖြစ်ပါတယ်အဲ့တော့အင်္ဂါဝိဇ္ဇာရဲ့မြမလက်ဆန်းအင်္ဂါဝိဇ္ဇာဗီဒီမီယာရဲ့နန်တော်စင်ဟော့ကိန်းမှာဆိုရင်လေမတိကြလျင်တွေးဆအောင်ဆိုတဲ့အတိုင်းတနင်္လာနေ့ကမြတ်စွာဘုရားရှင်ကိုရောမြတ်ဒေါက်တာတော်မူခဲ့တဲ့အခါတိုင်းနေ့ဖြစ်တဲ့အတွက်ကြောင့်တနင်္လာနေ့မှာဒါခရီးနဲ့ပတ်သက်တဲ့ ကိစ္စရက်ဒီအတွက်တို့စီမံဆောင်ရွက်မှုအတွက်အဲ့ဒီရဲ့ဟိတ်တဘာဝကိုလည်းဒါယူထားတယ်လို့ပြောလို့ရပါတယ်အဲ့တော့ဒီလာမယ့်သတင်းကြော်လာပြနေဖြစ်တယ်6ရက်10လ2025ရက်နေ့တနင်္လာနေ့ရက်မနက်9:00နာရီနဲ့10:00နာရီဝဲကြားအတွင်းမှာမြည်တိနေဘွားမစို့မြည်သူမစို့မိမိရဲ့အိမ်ဖေးရမှာဖြစ်စီဖျားစီဒီတစုရဲ့ဒီတနင်္လာတော့မှာဖြစ်စီလှုပ်ဆောင်လို့ရတယ်အဲ့လှုပ်ဆောင်လှူဒန်းရမယ့်ပစ္စည်းကတော့ဒါဓာတ်လေးပါးနဲ့ပြည့်စုံတဲ့ပစ္စည်းတွေဖြစ်တယ် အဲ့တော့တနင်္လာဂျိုရဲ့ဓာတ်လေးပါးနဲ့ပေါင်းဆက်ပြီးတော့လူတန်းရမယ့်ပစ္စည်းဖြစ်ပါတယ်အဲ့တော့ဂျီဓာတ်အတွက်ကိုဒါတနင်္လာဂျိုနဲ့ပတ်သက်တဲ့ဂျီဓာတ်အတွက်ကိုကျွန်တော်တို့ကော်ဖီတစ်ခွက်နော်အဲ့တော့ညီဓာတ်အတွက်ပထဝီဓာတ်အတွက်ကိုတော့ကိမုတ်တစ်ချက်ဖျောင်းနိုင်အဖြူရောင်တတိုင်းအမွှေးတိုင်းတတိုင်းစသဖြင့်ဓာတ်လေးပါးစုံအောင်မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုထူထမ်းပြီးတော့ခရီးနဲ့ပတ်သက်တဲ့ကိစ္စရဲ့အတွက်လေးလေးနက်နက် ထူရန်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်ဒါမိမိတို့ခရီးကိစ္စအောင်မြင်ခြင်းရဝေးနိုင်ငံရင်ချမ်းနဲ့ပတ်သက်တဲ့လောက်ကင်ပြောဆိုစီစဉ်မှုတွေမှာဆက်ဆက်ရအဆင်ပြေချုံးဝင်ရင်းဆိုတဲ့အလို့ချမ်းသာတွေကိုခံစားရရှိစေပါလိမ့်မယ်ဒါကြောင့်ခရီးကိစ္စနဲ့ပတ်သက်ပြီးတော့ရဝေးနိုင်ငံရင်ချခရီးထွက်ဖို့ဟုကြံစည်သူတိုင်းဒီရင်းကျော်လာပြင်းနေရဲ့မနက်9နာရီနဲ့10နာရီခွဲကြားအတွင်းမှာမိမိအိမ်မှာဖြစ်စေဖျားစီတွေရဲ့တနင်္လာတောင်းမှာဖြစ်စေစိတ်မုံတစ်ချက်ကော်ဖီတစ်ခွက် ဖျောင်းနိုင်အဖြူရောင်တိုင်အမွေးတိုင်တိုင်လှူဒန်းပြီးတော့ဘုံတော်ကွန်ချာကိုရွပွားပူဇော်မယ်ဆိုလို့ရှိရင်တော့ဒါပို့မှုပြီးတော့ကောင်းမွန်ပါတယ်အဲ့တော့ဘုံတော်ကွန်ချာရွဖက်ပူဇော်ပြီးတော့ဆူတောင်းခြင်းဖြင့်မိမိတို့ရဲ့ခရီးနဲ့ပတ်သက်တဲ့အကြံစီနိုင်ငံခြားထောက်ခွာဖို့ကိစ္စရက်ဒီမှန်သမျှအားလုံးဒီခက်ခဲတားဆီးမှရှိအားလုံးချုံးမွေပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့်လက်တွေ့အတုံးချပြီးတော့ကောင်းကျိုးချမ်းသာ ရရှိနိုင်ဖို့အတွက်ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်အားလုံးသောနိုင်ငံခြားထောက်ခွာခြင်းသူတွေအနေနဲ့လိုရာဆန္ဒပြီးမြောက်ပြီးတော့ကောင်းမွန်တဲ့ခရီးစဉ်များကျကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်